လို့ခေါ်မယ်ဒါသူတို့ကလေးတွေဒါကြောက်တာပေါ့နော်ဟိုဘလိုပဲပြောရှင်နေမှာတဲ့မှာအရှမ်း PT ဖြစ်ပါတယ်ဘာလို့ဆိုတော့ဒါဟိုကျမတို့ရဲ့အခဆရာမဥထိတ်ထားပြီးတော့သူတို့ကြောက်ကြတာဆိုတော့ဘလိုပဲပြောပြောနေမှာတဲ့မှာ PT တွေတအားဖြစ်တယ်တက်လာတဲ့ဒီဒီဟင်းင်းတွေပေါ့နော်ပုံကြီးကြီးပြောလဲညနေမှာမကောင်းပါဘူးထတ်လူထက်မြပဲဝမ်းနေပါတယ်မိသားစုတွေဘလိုပဲပြောပြောပေါ့နော်ဟိုတကယ်တရားစီနဲ့ဖြစ်တယ်။အိုးရင်နေလဲပျက်စီးကြဆိုတော့လေဘယ်လိုပဲပြောပြော အရင်လည်းကိုင်းင်းဆောင်မိပါတယ်ဟောရုပ်ရှင်စီရောဒီနေ့လားဒီနေ့ကဟိုပေါ့နော်ငလင်ပေးတွဲနေပြီးတော့ဒီမမများဖွဲရနေပြီးတော့ဒါလူငွေလေးလာလူငွေလေးလာလူတာပါ ဟုတ်တယ်နော်ဟိုရုတ်တရက်ကြီးဒါကြီးကလှုပ်လိုက်တာဆိုတော့လေဟိုဘယ်လိုခေါ်မလဲဒါသူတို့ကလေးတွေဒါကရော့တာပေါ့နော်ဟိုဘယ်လိုပဲပြောရှင်ဒီမှာတဲ့မှာအရှမ်း PT ဖြစ်ပါတယ်ဘာလို့ဆိုတော့ဒါဟိုကျမတို့ရဲ့အခဆရာမဦးထိပ်ထားပြီးတော့သူတို့ကရော့ကြတာဆိုတော့ဘယ်လိုပဲပြောပြောဒီမှာတဲ့မှာ PT တွေတအားဖြစ်တယ်ဘာမပြောဟိုကဘာပဲပြောပြောကလေးတွေရဲ့တိကျမှုပေါ့နော်ဒါကတော့ဟိုဒီကြံမှာလဲနှစ်အောင်ကနှစ်ကြီးတွေကိုနှစ်တက်မှာဟို င်နဲ့ပေါ့နော်တာရင်နဲ့ပဲပြန်ပြီးတော့စေကြောကြလို့စက်ကြီးလေးကိုလည်းကတော့တဲ့အတူမှာဒီလိုချင်းလေးမှာတို့တိတက်မှုလေးနဲ့ပေါ့နော်ကိုတဲ့ကြီးတဲ့သူကိုတဲ့ဝါရှိတဲ့သူကိုတို့တိတက်မှုနဲ့ကတော့တာလေးပါအဲ့ကြလေပီတီဖြစ်ပီတီဖြစ်ပျော်ပွဲကိုဟိုပါလေအိမ်တော်ဒီ150ဆံပေါ့နော်တူမလေးတွေရဲ့သူတို့အစီအစဉ်နဲ့အလူရှင်နေနဲ့ပေါ့နော်အဲ့ဒါကိုကိုကတော့ဟိုလောကဆိုင်ပြီးတော့ပူနေခဲ့ပါတယ်အနေကအင်ဂျီဟိုပေါ့နော်တကယ်ကိုထိခိုက်ပြီးတော့ ဒဏ်ရာရတဲ့သူတွေရောအင်ဂျီမဲ့သွားတဲ့သူတွေရောအကုန်လုံးပေါ့နော်စီးရင်မှရှိတဲ့သူတွေအတိုင်းသူတို့စီးရင်ပေးထားတဲ့အတိုင်းလို့ပေါ့နော်အင်ဂျီတွေကိုစာရန်စီးရေတန့်ပြီးတော့အုတ်ခွက်အကန်ပေါ့နော်အလူရှင်တွေရတဲ့ဟာပေါ့နောက်ပြီးတော့စောင်းချနောင်ခေါင်းဝပေါ့နော်အလူမျိုးအကုန်ပေါ့လိုအပ်သမျှနောက်ပြီးဆုံးမုတ်အကုန်ပဲပေါ့နော်ဟိုဒီပေါ့မလဲမသိ down လို့အလူမျိုးအဆုံးပါပါတယ်အဲ့ဒါမျိုးတွေကိုပြခဲ့ပါတယ် ဘာဖြစ်ပြောလေကိုချင်းစာစိတ်နဲ့တော့ကိုသာဆိုရင်ဆိုတဲ့အဒီမျိုးလေးလေးဝင်ရောက်ခဲ့ပါတယ်။ဘာဖြစ်ပြောအခုလို့ကိုဘကတနိုင်တပိုင်းတနိုင်ပေါ့နော်။ဟိုကူညီပေးတာဒီတမကလည်းကူညီချင်းပါတယ်ဘယ်လိုပဲဖြစ်ပြောပြည့်စုံအောင်အခုချိန်ဒီခါမှာဟိုဒီလိုဖြစ်သွားပြီးပြန်ထူထောင်ဖို့ဆိုတာလေ။ဝယ်တဲ့အရာမဟုတ်ပါဘူး။ဉာဏ်ခက်ခဲပါဘူးနော်။အဲ့ဒီအတွက်ကိုဟိုဖြစ်သွားတာကိုဉာဏ်စိတ်မကောင်းဖြစ်ရပါလေ။အဲကြောင့်တပိုင်းတနိုင်လေးနဲ့နော်အများကြီးမဟုတ်တာအခုတစ်ချက်သေးတဲ့ဘွင့်အနေနဲ့ ဒါလေးအထောက်ပံ့ဖြစ်ရင်တို့တို့အဆင်ပြေမလားဆိုတဲ့ဆန္ဒလေးနဲ့ပေါ့နော်။အင်ဂျင်နီယာလည်းအကုန်ဝိုင်းလူကြပါတယ်။အဲ့ဒါကိုခုန်ပြီးပေးခဲ့တာ။အော်ဟိုတင်းစံထက်ကလည်းဟိုဘလူးကော်မတီဒါကိုရန်ကိုကြတော့သွားရောက်မလုပ်ရသေးဘူးလေဒါပေမဲ့ဟိုဇန်ထက်ညီမဝီလက်လင်းလက်အဖွဲနဲ့ဟိုဇန်ထက်ကပူပေါင်းပြီးတော့အဲ့အလှူငွေလေးတွေကောက်ခံနေပါတယ်အဲ့အခုအဲ့ရလှူကန်လှူပြီးွားလို့ရှိရင်လည်းဇန်ထက်တို့ကမန္တလေးကိုတက်ဖို့အစီအစဉ်ရှိပါတယ် ။နောက်ဇနတ်ကနှစ်ခွဲပေါ့နော်။ဟိုကိုပွဲရဆရာတော်ကြီးဒီကလည်းသူတို့ရဲ့စကိုင်းကအကြောင်းမှာဟိုဖြစ်မဲ့ဟိုသွားပြီးတော့ပေါ့နော်ဒါဟိုလှူဒန်းมาဖြစ်တဲ့အတွက်ဇနတ်ကကိုရဲ့တတ်နိုင်တဲ့လောအားလေးနဲ့လိုက်ပြီးတော့အလှခံပြီးတော့လုပ်ပေးပါလေတက်လာတဲ့ဒီဒီဟင်းနေပေါ့နော်ပုံလေးကြည့်ပြီးတော့လက်ညနေမှာမကောင်းပါဘူးအားအားလုံးလည်းဘယ်လိုကောင်းလဲ ထတ်တူထက်မြပဲဝမ်းနေပါတယ်မိသားစုတွေဘယ်လိုပဲပြောပေါ့နော်ဟိုတကယ်တပြားစီနဲ့ဖြစ်တယ်။အိုးရင်နေလဲပျက်စီးခဲ့ဆိုတော့လေဘယ်လိုပဲပြောပြောအရင်လဲကိုကြီးဆောင်မိပါလေ။သင်္သာတို့ဒီလိုမျိုးဖြစ်မဲ့ဆိုရင်လည်းတို့မခံစားနိုင်မှာဘူး။ဒါကြောင့်မလို့သင်္သာတဲ့နိုင်နေဘက်ကနေပြီးတော့ဝိုင်းဝင်းကူညီပြီးတော့ဒါလေးကိုလုပ်ပေးပါလို့ရှိ။ဘာပဲပြောပေါ့နော်ဖြစ်ပြီးတဲ့ဟာတော့အာ ဘာမှပြည့်ရနေဆိုတော့ဘလို့မှပြပြလို့မရဘူး။ဘာဖြစ်အားတင်ထားပါ။ဘယ်မလျှော်ပါနဲ့။တနည်းနည်းတစ်ချိန်ချိန်မှာအဆင်ပြေသွားပါလား။ဟိုစိတ်မပြတ်ပါနဲ့လို့ပြောချင်ပါတယ်။